ဆိုတာဆိုတော့အမှားများများရှိရတယ်။ခွင့်လပါလို့လည်းတောင်းခံကြပါရဲ့ချုပ်ပြီးအောင်တော့တိတ်ပြီးတော့မပိုင်နိုင်တဲ့ခါကြတော့လေ။အားမလေးမလေးကမုန်းကြီးတို့ပါလို့ဆိုအရင်တောင်းကြတာပဲ။အဲတော့ဒီကြတော့ဘယ်လိုမကောင်းဘူးဘာလို့တပြောချင်ပါလဲ။ညီမလေးကမိခင်သားလေးခွင့်လပါလို့။ဘယ်လိုလဲမိုင်းထောက်ကြတယ်ဆိုတော့သဘောပေါက်တယ်။ဟုတ်ပါတော့။ဘာမှမလုပ်ဘူး။ ပမာဆုံးလို့နေတဲ့ဒီအလူပဲကြီးကကိုတတိချာချာလေးကိုရေးဆက်ပြီးထားတဲ့တာရုခွန်ရဲ့ဖိတ်ခေါ်တဲ့အဆင့်ချင်းနဲ့စတင်ပြီးပြပေးပေးခြင်းပါတယ်။ကဲဟုတ်ပြီဝင်လာ။ ကိုကြီးအလူကြီးအတွက်လည်းအကြမ်းမှာတာပြုခေါ်ပါရယ်အားလိုက်ကြပါရယ်ဒီချက်ကြောင့်ပါလဲဇွဲထက်မိသားစုနဲ့ပုံပုံပြီးတော့ပြန်လည်နိုင်ပါစေအာသာသာသနာပြုနိုင်ပါစေကြောင်းလည်းဆုမွန်ကောင်းပါရယ်ရှင်ကျွန်တော်ကိုကြီးကြီးပြောအားကြားကြားအဲ့ဒါတော့ဘာအားကြားအားကြားအားကြားအတိတ်ကပါဘူးနော်အတိတ်ကပါဘူးအားကြားအားကြားအမေတိရမနေရချင်းရမယ် အားတော့ဘာလို့ကြောက်ဘူးလဲကြောက်လဲအဲ့တော့အားမကြောက်ဘူးလားမိမပါတယ်မကြောက်ဘူးမိမပါလားဘူးအားကြောက်လဲကျေနပ်ကြတာပါဗျာလေးလေအာလုံးထွက်လာပြီဆိုတော့လက်လေးပြကြเนาะဟိုမဲ့အင်ဂျင်လေးထွက်လာဆိုအင်ဂျင်ကပြောပြ လူများဘယ်သူမှလက်ပြမဲ့လူမရှိဘူး။အော်ပြလိုက်ပါပြပါတယ်။ကိုသားကြီးနဲ့ကိုသားငယ်ကအိတ်ရှိကိုလှူချင်းပြရလို့ပါတယ်ခင်ဗျ။ ခေါ်သားကြီးတို့ခေါ်သားငယ်တို့ကဆရာဆရာဒေတာကျယ်ကိုစိတ်ကိုစုချင်းနေကြလို့ပါလေခင်ဗျာ။ညနေသားခဲ့ပါဘူးချက်ခဲ့ပါ။ရပါတယ်တော့။ညနေသမီးတို့ကလည်းစိတ်ဒီမိုးနဲ့စုံနေတာဆိုတော့တော့ပါတယ်လေ။ဘာမှမရှိဘူး။ဘောဝတ်တော်ပြီးသားပဲ။အဲ့ချင်းကိုလိုက်လို့တက်။အဲ့ချင်းခါသားကငါလည်းလုံးဆက်ပါ။ချက်ပါ။ကိုယ်လာငမလာပါဘာဒီဆက်ကိုလာဟာ ဒီကလေးတို့ငါမနေရပြောတာဟုတ်ကဲ့စကားလေးတော့နည်းနည်းပြောခွင့်တော့ပြုပါဦးကျွန်တော်ဆက်ပြောပါနော်ကိုလို့ကြည့်ပြောတယ်တမန်တော်ကလားရလားဒီကလေးဆိုတော့ဆွေးနေတာပြောတော့တာပဲနော်ဝါဒနာမျက်နှာငယ်လေးနဲ့သာ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 ဟောပြရှင်အားလည်းဥမဲ့တော့မျက်လုံးပေါ်မှာတောင်းတာကလား အမိသားစုအားလုံးနဲ့ကျွန်တော်တို့မိသားစုအားလုံးနဲ့အထူးသဖြင့်ပါဝင်ဆုံးဖြတ်ပြုကြတာပါ။ဟုတ်ကဲ့ခင်ဗျာ။လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်လေးဒီမှာကျွန်တော်တို့ကပထမဖြစ်ပါတယ်။ဒီလိုဝဲမှန်တယ်ရောကိုရုံကြီးကအမိသားပါရမီဖြည့်ရအောင်ကျွန်တော်တစ်ချီးတည်းရေးကျွန်တော်ပြင်းတစ်ချီးမရင်းအောင်ဟုတ်ကဲ့။ဒါပေမဲ့လို့ဒီမှာစီးပွားလာတဲ့ခုတစ်ခါလုံးမှာနေပြောတာဆိုတော့ ကျွန်တော်ပြုတာတန်းတာကြည့်ပြီးတော့ကျွန်တော်တစ်ချိန်မရေးနဲ့မနေနိုင်လို့တစ်ချိန်လေးရေးလိုက်တာပါဟုတ်ကဲ့ဒါတို့ခေါ်ရန်ဖိတ်ခေါ်တာကျွန်တော်လူတကာလူမကိုပါရမီဖြစ်ကြည်လုံးလို့ရေနဲ့ကလာတဲ့စာသားလေးတစ်ပုဒ်ရေးဆက်ပြီးတော့ပထမဆုံးကျွန်တော်သမီးကတီးဆိုလိုက်တော့ပေါ်လိုက်တာအဆိုပါလဲကော ်ဆောက်ကြရတယ်အဲ့ဒီတော့ပြည့်စုံတယ်အဲ့တော့ဒါဥယျာဉ်နဲ့ရလာတဲ့စာသားမဟုတ်ဘူးအခုတော့ဒီဥဆန်းဝင်းလို့အခုမှဒီဒေါ်ဝဲမာရီကြီးကလာတဲ့စာသားအစီအမွေးလာလို့ရှိရင်သူတို့ကဘယ်လိုလူချင်းတာဆွတ်တောင်းထားတာဘာတွေရှိလဲဒါတွေကတော့ မစင်မင်းမင်းနဲ့လှူတော့မယ်ဆိုတော့စေရနာစိုက်ကလေးကိုဥရုံကြီးကလေလေးစားပြီးတော့စာသားတွေထွက်လာတယ်။သမီးရဆိုလည်းတော့ပုံပြီးတော့ရတာမြောက်သွားတာ။ဟုတ်ကဲ့။အဲ့ဒါလေးကိုပြန်လေပြီးတော့ပြိဿကိုပြီးပြခြင်းလားမဟုတ်ဘူးလို့ကတော့ဘုံပြုတ်ကြည့်လို့ပါ။ဆရာစင်တော့မစားမင်းပြောတာစိဝိတော့အကြောင်းလားဆရာ။ဟုတ်တယ်။ဆရာတော့မှချီးမြှုပ်တော်တယ်လေ။အားလုံးစေတနာထားပြီးလုပ်ပါတဲ့ဒီပွဲအောင်ပါလိမ့်မယ်။ဟုတ်လား။ အရေးကြီးတာကလူဘဝမှာတရားစိတ်ထားပြီးလုပ်ပါတယ်ဥဆုံးဝေးရဲ့တရားအင်ပနာမမတားတော့ဘေးမှန်ပါဟုတ်ကဲ့လားဟုတ်ကဲ့ပြီးတာပဲဒီပြေဆိုတာပဲဒီပြေဘာကြီးရပူတာပူတာပဲဒီပြေတရားစိတ်လေးနဲ့လို့ရင်အလိုလိုနေကုလို့ရနေပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ပရိသတ်ပေါင်းလည်းကုလို့ရဒီတာဖြစ်ပါပြီလာရောက်ပြီးတော့တာတုလူမလုံးကပေါ်လာဟောကုလို့ရဟုတ်ကဲ့ဟုတ်ကဲ့လားအပီတိဖြစ်လို့ကျွန်တော်လူကလူမှာမိသားစုအားလုံးကိုဂုံပြုတ်မယ်ခြင်းလားဟုတ်ကဲ့ရက်တိုင်းညအောင်ပါတာတု Thank you.